ဒီနေ့ဘုန်းကြီးတို့ဒုတိယမြောက်နော်ဆက်လက်နေတဲ့ສູລະອັດຕະບຸຣະໂຕလေ့လာကြမယ်ဒီສູລະອັດຕະບຸຣະໂຕວ່າလဲມະອັດຕະບຸຣະໂຕရဲ့ဆက်နေဆက်ဆက်နေလို့မှားပါပဲဘာဘုန်းကြီးတို့လေ့လာတဲ့ခါတွေ့ပါလိမ့်မယ်ဒီສູລະອັດຕະບຸຣະໂຕວ່າ10ຄູ່မြောက်ໂຕဒီ10ຄູ່မြောက်ໂຕဆိုတော့ဒီဘုရားກົງတော့ ေဝံမေဒုတဧကသမယဘဂဝါဣငိတုခေတိအတ္တပုရနာမအင်္ဂါနံဤကမောမြတ်စွာဘုရားရှင်ကိုရမြကြီးသည်အင်္ဂါတိုင်းအတ္တပုရမိတော့အင်္ဂါတိုင်းတို့ဤဤကုံရွာကြီးမှာတရင်တော်နေသောမခါမှာယန္တော်တို့ဟာမင်းကြ၍ဤဇူလာအတ္တပုရတို့ကိုဟောကြားခဲ့ပါလိမ့်မည်နော်ဇူလာအတ္တပုရတို့မှာမြတ်စွာဘုရားယန္တော်တွေကိုခေါ်ယူ ခြေသားတို့လို့ခေါ်ရမယ်ဇန်တော်တွေလက်မဖျားရှင်ဖျားဆိုတော့မိန်းတော်မိညာပြန်လျှောက်သားတဲ့ခါမှာမြတ်စွာဘုရားကဆက်လက်ပြီးတော့မိန်းတော်မူလဲတမနာတမနာဒီဝောဘေကဝေဇနောသင်္ဇာနာတိခြေသားရန်တို့သင်တို့ကိုလူတွေကတမနာဆိုပြီးတော့အတိအတိမှတ်ကြတယ်တုံမေဇာပနာဂေတုံမီနိဗုဒ္ဓသမနာတမနာဒီပိဋိသနာထသင်တို့ကလည်းရှင်များတို့ကဘယ်လိုလုံးလို့ပြောလို့ရှိရင် တို့ကသမဏယဟန်နေပဲလို့ဝန်ခံကြတယ်အဲ့ဒီလိုဝန်ခံကြတဲ့ပုဂ္ဂိုလ်တွေမှာသမဏတာမိစီပฏิပဒာဆိုတာရှိတယ်တဲ့သမဏတာမိစီပฏิပဒာလေးစားလောက်တဲ့ယဟန်တို့ဤကျင့်စဉ်တရားအဲ့ဒီကျင့်စဉ်တရားကိုတို့ကျင့်မယ်ဆိုပြီးတော့စိတ်ထားကြပါအဲ့လိုစိတ်ထားလို့ရှိရင်သမဏဆိုတဲ့လူတွေက သုံးနှုတ်နေတဲ့ဝဟာရကလည်းမှန်တဲ့ဝဟာရဖြစ်ပြီးတော့ယဟန်တော်တွေကတို့ကသမဏပါပဲဆိုပြီးတော့ဝန်ခံတာလည်းမှန်ကန်တဲ့ဝန်ခံချက်ဖြစ်ပါလိမ့်မယ်မိမိကိုသင်္ကန်းဆွန်ချောင်းစီပစ္စည်းလေးပါနဲ့လူရန်ပံပိုးကြတဲ့ပုဂ္ဂိုလ်တွေတရားတော်မှတွေလည်းတို့လူရန်မြတ်ကုသိုလ်ကောင်းမှုတွေဟာအလွန်အကျိုးကြီးပါလိမ့်မယ်အဲငါတို့တွေလည်းဒီယံဘွား အကျိုးရှိတဲ့ကောင်းကျိုးပြောရတဲ့ပြည်စုံတဲ့ရဟန်းဘုရားဖြစ်ရရောက်ပါလိမ့်မယ်ဆိုပြီးတော့စိတ်ထားပြီးတော့ကျင့်သုံးကြပါလို့မြတ်စွာဘုရားတိုက်တွန်းတယ်နော်ဟိုရှိတို့ကလည်းအဲ့လိုပဲတိုက်တွန်းတာပဲဘာကြောင့်တိုက်တွန်းတာလဲအဲ့ဒီကတခါကြီးကဘုန်းကြီးတို့ရဟန်းတော်တွေကိုသိယူသေးတာရဟန်းတော်တွေမြင်လို့ရှိရင်တခါလည်းလှုပ်ချီတော့ဘေးနားမှာလမ်းဘေးမှာနော်ရရပြီးတော့ပစိတ်တို့ပြီးတော့ကြောကြတယ် ကိစ္စဝိစားတွေလုံနေနေဘူးကိုရော်တွေတွေ့လို့ရှင်နေကိစ္စဝိစားတွေခဏရပ်ပြီးတော့လှုပ်ချည်တယ်အဲ့လောက်ထိယူတည်ပြီးတယ်တဲ့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားသာသနာပေါ်မှာဘယ်လောက်ထိယုံကြည်မှုယူတည်မှုကြီးမားတယ်ဆိုတာဒါထင်ထင်ရှားရှားပြတာပဲဒါစာအုပ်ထဲမှာတခါစာအုပ်ကြီးမှာရမှတ်တမ်းတင်တာမြတ်စွာဘုရားဒီသုံးသလုံးတို့မှာရဟန်းတော်ကြီးရဲ့ခြေစဉ်ကိုဘာကြောင့်အဓိကထားဟောတာလဲဆိုတော့အဲ့ဒါကြောင့်တဲ့ဒီအတ္တပူရမှာရှိတဲ့လူတွေကအလွန် န်းတော်တွေကိုသိလေးစားတယ်တဲ့ဘုန်းကြီးတို့ဟိုရင်ပြည်တယ်ခုမွန်ပြည်တော်ဟာရှိလို့ရှင်လဲအဲ့လိုပဲမွန်ရသိယူတယ်လေးစားတာနော်မနန်ချီယူစရာကောင်းလားအဲ့တော့စာပိုင်းနံပါတ်436ညစာပြဆက်လက်ပြီးတော့မင်းတို့ဦးတယ်ခြေသာရန်တို့တဲ့ယဟန်တို့မှာရှိရင်ရှိလိုက်တဲ့သမဏသာမိစီပဋိပဒါအကျင့်ကိုမကျင့်သူရှိတယ်ကျင့်သူရှိတယ်မကျင့်သူကဘယ်လိုလဲဆိုတာအခုရှင်းပြမယ်တဲ့ခြေသားတို့ ုဂ္ဂိုလ်ဒီတော့ဟာယဟန်တော်လှုပ်လာတယ်ဟမ်အဘိဇာများအဘိဇာဆိုလောဘကြီးတာပေါ့အခုင်းမှာလည်းသူဘုန်းကြီးတို့ကဓမ္မတွေအများကြီးတွေ့အောင်တို့ချုပ်ပုဂ္ဂိုလ်တွေနော်အဲလောဘကြီးတယ်အဲလောဘကိုမပယ်ဘူးမပယ်နိုင်ဘူးဝဒရာရောယဟန်ကိုသူငင်းချမ်းသူယဟန်တော်ပဲဒါပေမဲ့လောဘတွေအသိကြီးတဲ့ဟိုလူကံဒီလူကံပေါ့တို့ပြောရင်တော့နော် နောက်တစ်ခါကျတော့ဗျာပါဏစိတ်တတဗျာပါရောအဘိနောဟောတိဒေါသစိတ်ရှိတယ်ဒေါသလည်းမပယ်ထားဘူးเนาะအလိုမကြတာလေးတွေ့တာနဲ့ဒီမှာကိုယ်ကနေမျက်မျက်နဲ့ပြက်သွားနော်ကောရဏတာကိုရောအဘိနောဟောတိစိတ်လဲဆိုးလေးရှိတယ်အဲ့ဒီစိတ်ဆိုးလေးတော့အဲ့ကောနာကိုလည်းမပယ်ဘူး ဥပနာဟိတဥပနာဟောအဘိနောဟောဒီရံညိုးလည်းဖွဲ့လေရှိတယ်ရံညိုးဖွဲ့တာကိုလည်းသူမပင်နိုင်ဘူးမဂ္ဂိတမဂ္ဂောအဘိနောဟောဒီကောင်းတဲ့လောက်ရကောင်းတဲ့ဂုံကျေးဇူးတွေကိုလည်းအတိမမပြုဘူးဘုက္ခပြုတတ်တယ်ပလာသိတာပလာတော့အဘိနောဟောဒီဂုံတုဂုံငယ်လောက်တာကိုလည်းမပယ်ရသေးဘူးအိဒုဂိတအိဒအဘိနာဟောဒီ သူများတကားဒီပြည့်စုံတာကောင်းမွန်တာလေးတွေ့ရင်လည်းဝမတာတတ်ဘူးမုရိဒံပေါ်တတ်ဘူးမစ္စရိတာမစ္စရိယအဘိနံဟောဒီမစ္စရိယမစ္စရာတရားရှိတယ်ကိုမှရှိတယ်တရားတွေကိုသူများနဲ့ညဝေးရမှာဝန်လေးတယ်တတ္ထတာတတိယအဘိနံဟောဒီစင်လဲရတဲ့တကောက်ကျင်စင်လဲရတဲ့ဟန်ဆောင်တဲ့မာယာဝိဒမာယာအဘိနံဟောဒီလှည့်ပြတတ်တယ်အဲ့ဒီမာယာလို့ခေါ်တဲ့လှည့်ပြမှုကိုလည်းမပေးဘူး ပါပိစ္ဆာတဗာမိကဣဇာအဘိနာဟောတိအလိုဇန္နာလည်းမကောင်းတဲ့လူဇန္နာတွေများတယ်နာမည်ကြီးရှင်နာတို့အမြဲတမ်းကြောင်းဆိုလို့ရှင်လည်းကိုယ်ပိုင်ကြောင်းလို့ရှင်နာတို့နော်အာအများကြီးရှိတယ်အဘိုးကြီးတို့ခုခင်ပါလေရှိရင်ခုကလည်းရှိတာနော်ဖြိုးမာတဲ့လူဆိုးတွေမဲဘူးတဲ့မေဇာရိတိကတာမေဇာရိတိအဘိနာဟောတိအဒိဋ္ဌိအယူဝါဒဒိဋ္ဌိအမြင်တခုလွဲနေဆိုလို့ရှင်လည်းအဲ့ဒီအမြင်ကိုမပယ်ဘူးတဲ့ ခြေသားတို့ဓာရီဟာယန်းတွေရဲ့အငြိကြီးယန်းတို့ရဲ့အပြစ်ယန်းတို့ရဲ့ပြိမ်ဖြင်းနဲ့အမိုက်နဲ့တူတယ်တဲ့ဒီယာတွေကိုမပူးဆိုလို့ရှိရင်လည်းအပေပုံတိသွားနိုင်တယ်မကောင်းတဲ့ဘွားတွေကို ရောက်စေနိုင်တဲ့ယာတွေဓာရီမပင်နိုင်ဘူးဆိုရင်ဒီဘုကွာလေးစားလောက်တဲ့ယန်းအသွင်ယန်းချင်းမရှိဘူးလို့မှတ်ပါအဲ့ဆိုပြဘလောက်များတိကြတယ်ဆိုရှင်းရှင်းလင်းလင်းဟောတာ ဒါကိုဥပမာနည်းနည်းပြောရမယ်ဆိုရင်ခြေသားတို့ရှေ့ခေတ်ဆက်ဆံလက်ထက်ကြီးရှိပါဒီလက်တည်းမတဇလက်နဲ့ဆိုတဲ့လက်နဲ့တမျိုးရှိတယ်မတဇလက်နဲ့ဆိုတာကငှဲ့ရဲ့အသွေးတွေနဲ့တွေးထားတာငှဲ့ရဲ့အသွေးနဲ့တွေးပြီးတော့ဓာတ်ကိုတွေးလိုက်တာတွေးပြီးတော့အဲ့ဒီတွေးထားတဲ့အသွေးကြီးကိုမှအဲ့ဒီငှက်ကိုတိုက်လိုက်တာအဲ့ငှက်ကသေးရဲ့နောက်အဲ့ငှက်ရဲ့အသွေးနဲ့မှတစ်ခါတပြန်တွေး အဲ့လိုလုပ်ပြီးတော့ဒါသိတ်ထစ်တယ်လို့ပြောတယ်အဲ့လိုလုပ်ထားတာနော်ဘုန်းကြီးတို့ခုခင်မှာကြားခဲ့တာဂျပန်သားဆိုတာရှိတယ်ဂျပန်သားတို့ထစ်တယ်လို့ပြောတာပဲသူဘယ်လိုနည်းလုပ်တယ်တော့မသိဘူးအေးအဲ့ဒီမတဇမီတဲ့ဓာသွားနှစ်ဖက်သွားဓာသွားရှိတယ်အဲ့ဒီဓာသွားကိုတကားရင်တေးအိမ်ဖြင့်လှုပ်ထားတဲ့အခါဒီအိမ်နဲ့လှုပ်ထားတယ်လို့ပဲဒီအိမ်နဲ့တို့ရင်နှစ်ဖက်လုံးကအချိန်ချင်း ထိတာနဲ့ပဲပြတ်သွားနိုင်တယ်။အဲဒီတိုင်းပဲသူဝတ်သူရထားတဲ့ယဟန်ဘောကလည်းဆိုးကျိုးတွေပေးမဲ့ယဟန်ဘောပဲလို့မှတ်ပါတယ်။ဒါဆိုရမီးတော်ကိုလည်းကျလာတဲ့ရှင်းတယ်။နောက်430ခွန်စာပဲ430ခွန်ရောက်သွားပြီ။စာပဲ430ခွန်ကြမြတ်စွာဘုရားနာမိခွေတန်ဃာတိကတတန်ဃာနိဒါရဏမတ္တိနာသာမီညာဝရမီခြေသားယံတို့ချုပ်ဆက်ထားတဲ့ သင်္ကန်းကိုဝိုးယုံနေဦးနဲ့တို့ကယဟန်ဖြစ်ပြီလို့တို့မပြောဘူးမဆိုးမကျင်တို့မတတ်မှမတတ်မှဘူးပဲရင်ချမ်းသူလို့မတတ်မှဘူးနာမိတ်ဝေအစေတကံသာအစေတကံမတ္တိနာတာမညာဝရမိဖရာတကပုဂ္ဂိုလ်ကြီးနဲ့ပဲယဟန်တွေကိုပြောတာပါဒါအဝုံဘုံပဲနဲ့နေလို့အဝုံဘုံနဲ့ချိုးချင်ချင်ကျင့်လို့လေဒီပုဂ္ဂိုလ်သူတော်စင်ကြီးငိမ့်ချန်းသူတော်စင်ကြီးတို့မတတ်မှဘူးတဲ့မဖြစ်နိုင်ဘူးတဲ့အပေါ်ယံတက်တယ်ဒါအပေါ်ယံပဲတဲ့ အတုံးပဲရှိသေးတယ်တဲ့နာမိတ်ဝေရဇောဇန်ဒီကတာရဇောဇန်ဒီကမတ္တိနာတာမညာဝရမီရေမချိုးပန်းနဲ့မြူကြီးအညင်းကြီးမြူကြီးဖုံရင်ညင်းကြီးလိန်ချံပြီးတော့နေပြီးကြင့်ကြံအထုတ်တယ်ပုံကိုယ်ကြီးမြတ်စွာဘုရားလက်ထက်ကရှိတယ်အဲ့ဒီလိုအချင်းမျိုးကြင့်နေတဲ့ကြောင့်လည်းတို့ကငြိမ်းချမ်းသူဖြစ်တယ်ရဟန်းစီဖြစ်တယ်တို့မတတ်မှတတ်မှလို့မရဘူးနာမိတ်ဝေဥဒ္ဓဃာရောကတာဥဒ္ဓဃာရောနာမတ္တိနာတာမညာဝရမီ ရှင်သားတို့အလွန်အေးတဲ့ຢာဒီမှာလဲအေးတဲ့မြစ်တဲ့ကိုဆင်းပြီးတော့အကုသိုလ်တွေမျောတယ်ဆိုပြီးတော့မြစ်ရည်တဲ့ဈေးပြီးတော့အကုသိုလ်မျောတဲ့အချင်းကိုပင်ပန်းခံပြီးတော့ຫນွေလဲအတူတူစောင်းလဲအတူတူကျိုးစားပန်းစားကြည့်ညာအတူချင်းပြင်လဲတို့ရမ်းဖြစ်တယ်လို့တို့မဆိုလို့ငင်းချမ်းသူဖြစ်ကိုရောက်တယ်လို့မဆိုမတတ်မှလို့မရပါဘူးတဲ့နာမေဂွေရုကမူလီကသာရုကမူလီကမတ္တိနာတာမြောင်းဟောရမီ ရောဂမှုဒူရင်ဆောင်ပြီးတော့ရောဂမှုဒူရင်ကြည့်လေကြည့်အောင်လုပ်နေလေငင်းချမ်းသူရဟန်းဖြစ်ပြီလို့မတတ်မှလို့မရဘူးနာမေဝဘောဂာတိကတာဘောဂာတိကမတ္တိနာတာမညာဝရမီလွန်ဒီကောင်မှာအမောကံရှိတဲ့နေရာမှာသင်္ကန်းကိုချိုးပြီးတော့ကြည်ညာအာထုနဲ့အဘောဂာတိကဒူရင်ဆောင်နေဦးနဲ့လေတာမညာငင်းချမ်းသူဖြစ်သွားပြီလို့တို့မတတ်မှဘူးရဟန်းစီဖြစ်ပြီလို့မတတ်မှဘူးနာမေဝဥပါဒကတာဥပါဒကမတ္တိနာတာမညာဝရမီ မထိုင်စရမ်းမအိစရမ်းမတရမြတ်စွာဘုရားလက်ထက်ကမတရကျင့်နေကျင့်နေရှိကျင့်ကျင့်နေလူတွေရှိတယ်အဲအဲ့ဒီမတရပြီးကျင့်နေတဲ့လူတို့သူဟာဒုရောစင်ဖြစ်သွားပြီလို့တို့မသတ်မှတ်ဘူးဟုတ်တော့မတရရဲ့ပုဂ္ဂိုလ်လည်းသူတဘောမကြတာတခုလူဘိနာသွားပြတိုင်းသူဒုရောထွက်သွားတာအဲ့လိုရှိနာမေကွေပရိယာယပတ္တိကတာပရိယာယပတ္တိကမတ္တိနာသံမြံဝရမိ ဆုံးဟိုတရားကြတခါစားနေကြတခါစားဟိုရင်တခါလောက်လှည့်ပြင်းနေနောက်ဆုံးဆုံးမရတော့အိတ်တိန်နေပဲလောက်လောက်မလောက်လောက်ပြီးရက်သွားတာပါပရိယာဘတ္တလို့ခေါ်နော်အဲဒီလိုလေးနဲ့လေတို့အဲ့လိုချိုးချင်ချင်ကျင့်တဲ့တို့ကြောင့်လေတို့သရောစဉ်ဖြစ်ပြီးနေကြနေပြီလို့မဆိုဘူးဆိုလို့မရပါဘူးလေနာမေဝေမန္တိဇာကဓမ္မန္တိဇာယမတ္တိနာတာမညာဝရမိမန္တန်ဤဝေရာကြမန္တန်တရဇေရိယူဖပြီးတော့ပူဇော်ယူနေတက်လည်နေတယ် သူတော်စင်ဖြစ်ပြီလို့ဆိုလို့မရဘူးနာမေကွေစတိလကတဇတိစတာဓာရဏမတ္တိနာတံမြံဝရမိခေါမဆန်ကျစ်လို့ခေါ်တဲ့ဘေးရတော့အကုန်လုံးရိတ်ထားပြီးတော့တဲ့တယ်မှာတော့ဆန်လေးချန်ထားတာအဲ့ဒါကိုပြောတယ်ဆန်ကျစ်လို့ခေါ်အဲ့ဒီစီကလေးကိုဆောင်ထားတဲ့ရသေးဘောကိုခံရတဲ့ပုဂ္ဂိုလ်ကလည်းဒီလောက်လေးစံကြီးကလေးထုံးထားဆောင်လေးနဲ့ရင် တော်စင်ဖြစ်ပြီတော်စင်ဖြစ်ပြီလို့တတ်မှတ်လို့မရပါဘူးတဲ့။ဒါဆိုပြအဲ့လိုမိန်တော်ပြီးတော့ဆက်လက်ပြီးတော့မိန်တော်ပြီးလဲဘယ်လိုမိန်တော်ပြီးလဲဆိုခြေသားတို့တဲ့။အဲ့လိုချုပ်ဆက်ပြညံ့ပြီးတော့ဝတ်ထားတဲ့သင်္ကန်းကိုဝတ်လို့သူ့မှာအဘိဇာတွေပယ်သွားသလားတဲ့။လောဘများတဲ့တဘောရှိတဲ့လူကသူ့ရဲ့လောဘတွေပယ်ရလားတဲ့။ ဒေါသတဘောရှိတဲ့လူကဒေါသပဲလားစိတ်ဆိုးရရှိတဲ့လူကသူ့ရဲ့စိတ်ဆိုးတာတွေပယ်အောင်လုပ်နိုင်ရလားသူ့မှာရန်ညှိုးဖွဲ့တဲ့အာဃာတထားတဲ့လူကအာဃာတကိုလူပယ်နိုင်ရင်လားသူများရဲ့ကောင်းတဲ့လူဆောင်ခြင်းဂုံကျေးဇူးကိုအတိမမပြီးပဲနဲ့ဥပမာဖြည့်ဖြည့်တဲ့လူမှာအဲ့ဟာတဘောကိုလူပယ်ပယ်ပြီးသွားပြီလားတင်ကန်းကြီးဝတ်ပြီးတော့ဂုံတုကိုမြန်မျိုးမျိုးပြိုင်နေတဲ့လူကလည်းအဲ့ဒီပြိုင်မှုကိုပြိုင်ဆိုင်လို့တဲ့ဆန္ဒကပယ်သွားပြီလားပျောက်သွားပြီလား အိဒါတရားရှိတဲ့လူကသူ့အိဒါကိုတင်ကန်းကြီးဝတ်လိုက်တာနဲ့ပျောက်သွားပြီလားတဲ့မင်းစရာရှိတဲ့လူကလည်းအဲ့ဒီမင်းစရာတင်ကန်းဝတ်လို့ပျောက်သွားလားတဲ့လူများကိုလှည့်ပြရတဲ့လင်းအချင်းရှိတဲ့ကောက်ကျစ်စင်းလာတဲ့တဘောဟိပိုကရေစီရှိတဲ့လူကအဲ့ဒီဖိုကရေစီကိုသူပျောက်ရလားတဲ့လူများကိုလှည့်ပတ်ပြီးတော့ထင်းချောင်လို့တဲ့လူကအဲ့ဒီလှည့်ပတ်မှုကိုပျောက်သွားရလားတဲ့ရှုံးပါတဲ့လူဆိုမကောင်းတဲ့လူဆိုရှိတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒီလူဆိုရော့သွားရလားပယ်သွားရလားရဟန်းဝင်နေလို့ သင်္ကန်းဝင်နေလို့မိစ္ဆာရဲ့အယူမရှိတဲ့ပုံကလည်းအဲ့ဒီမိစ္ဆာရောသင်္ကန်းကိုယ်လိုက်ယူနေပျောက်နေရလားတဲ့အဲ့လိုလားပျောက်နေကြတဲ့ဆိုရင်တဲ့မြတ်စွာဘုရားတမေနာမေတ္တာပိစ္ဆညာတိလာလို့ဤဒါဇာတမေဝနံသင်္ကာတိကံကရေယုံသင်္ကာတိမကမတ္တမေဝသင်္ကာတိကတမေဝတမတပိယုံတကယ်လို့လားအဲ့လိုလားဒီလိုဘိုးဘိုးလိုက်လို့လားသူ့မှာမကောင်းတဲ့အကျင့်စရိုက်ဆိုစိတ်နေစေသားစုတွေပျောက်သွားမယ်ဆိုရင်တဲ့ သားသမီးတယောက်ပေါ်လာပြီဆိုရင်အဲ့ဒီသူ့ရဲ့ဆွေမျိုးသားရင်းနဲ့မိဆွေတွေကမိဘတွေကဟာတို့ကလေးတော့သင်္ကန်းဝတ်ပေးထားမှာပဲဆိုပြီးတော့အဲ့လိုချုပ်ဆက်ထားတဲ့ဝတ်ဒီဝတ်ခိုင်းမှာပေါ့တဲ့အေဒွန်းမတ္တရမုခသံဃာဒီကိုဟောဟိအေးအောင်းနေမောင်မင်းမင်းအခုချုပ်ဆက်ထားတဲ့ဝတ်ကလေးဝတ်လိုက်ကွာအဲ့ဒီဝတ်လေးကိုဝတ်လိုက်တာနဲ့ဒီပိုင်းနဲ့ ြင်မကောင်းတဲ့စိတ်တွေပျောက်သွားလိမ့်မယ်အဘိဇာများရင်အဘိဇာပျောက်သွားလိမ့်မယ်လောဘများရင်လောဘစိတ်ပျောက်သွားရင်ဒေါသများရင်ဒေါသစိတ်ပျောက်သွားမယ်စိတ်တို့လို့ရင်လည်းစိတ်တို့လည်းပျောက်သွားလိမ့်မယ်အာဃာတထားတဲ့ကောင်ဆိုလေအဲ့ဒီအာဃာတပြောက်သွားလိမ့်မယ်မက္ခတရားပြောက်လိမ့်မယ်ပလာတလို့ခေါ်တဲ့ဂုဏုမေပြောက်တယ်ပြောက်တယ်မအိတာတရားပြောက်မစ္ဆရာတရားပြောက်မယ်ကောင်းချင်းစင်းနဲ့လိန်ညာတဲ့စိတ်တွေပြောက်သွားလိမ့်မယ်မယုံမာတဲ့လူစုတွေပြောက်သွားမယ်မာယွန်းတဲ့အမြင်စုတွေပြောက်သွားလိမ့်မယ်လို့ဆိုလို့လှုပ်လို့ရမှာပေါ့တဲ့ ချဲသားတို့တဲ့ငါတို့ကတွေ့တာကစကားပြေနဲ့ဘုန်းကြီးပြောလိုက်မယ်သူဒီနေ့ချုပ်ဆက်ထားတဲ့သင်္ကန်းလိုခေါ်တဲ့ပုဂ္ဂိုလ်ဝင့်နေတဲ့ပုဂ္ဂိုလ်ကလည်းလောဘများနေတဲ့ပုဂ္ဂိုလ်တွေ့နေတဲ့ဒေါသများနေတဲ့ပုဂ္ဂိုလ်စိတ်တူတဲ့ပုဂ္ဂိုလ်တို့တွေ့နေတာပဲတဲ့အာဃာတထားတဲ့ပုဂ္ဂိုလ်မကင်းတဲ့ပုဂ္ဂိုလ်တွေ့နေတာပဲသူများဂုံကြီးစုကိုလည်းခြေပြတတ်တဲ့လူတွေ့နေတာဂုံတုကုံလည်းလှုပ်တဲ့လှုပ်ချင်တဲ့စိတ်ရှိနေတဲ့ရဟန်းတွေလည်းတွေ့နေတာပဲတဲ့ အဲ့ဒါမေ့စေတာစိတ်တွေရှိတဲ့ပုဂ္ဂိုလ်တွေ့တာပဲလိန်ညာပဲလဲပြတဲ့အကျင့်ရှိတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေတို့မြင်နေရတာပဲမကောင်းတဲ့လူဆိုးတွေရှိတဲ့ပုဂ္ဂိုလ်မိစ္ဆာအမြင်ရှိတဲ့ပုဂ္ဂိုလ်တွေတို့မြင်နေရတာဒါအမလို့တို့ကသင်္ကန်းဝိုးယုံလေးတက်တက်နဲ့ချုပ်ဆက်ထားတဲ့သင်္ကန်းဝိုးယုံလေးတက်တက်နဲ့ရဟန်းဖြစ်ပြီလို့တို့မတတ်မှဘူးတဲ့မြင့်မြတ်တဲ့ရဟန်းမျိုးကိုရောက်သွားပြီလို့မတတ်မှဘူးတဲ့အဲ့တော့ပြစကားတွေကစကားတော်တွေကအလွန် တိကြတာဘူးတိကြပြီးတော့လင်းနေတယ်တက်စားပြန်ဆက်လိုက်ပြီးတော့ဟောတယ်အေးခြေသားတော့အလားတူပဲတဲ့အဝိုးမိုးတဲ့အချင်းကိုချင်းလည်းဒီအဝိုးမိုးတဲ့အချင်းကိုလည်းချင်းတို့များသူစိတ်ဆူးစိတ်ယိုစရဲဆူးစရဲဝင်ပြီးတော့ရင်ဘယ်ဘယ်ရံကလို့မြင်နေတယ်တဲ့ရေမချိုးခဲနဲ့လည်းဒီလိုပဲလူတွေထင်ကြည့်အောင်ရေမချိုးခဲနဲ့အလွန်ခေါင်းမတဲ့အချင်းကိုချင်းတဲ့ပုံကိုလည်းဒီတိုင်းပဲရေထဲမှာဆင်းပြီးတော့အကုသိုလ်ပြောတဲ့ပုံကိုလည်းဒီမှာလောဘဒေါသမကောင်းတဲ့စိတ်ဆူးစရဲဆူးတွေမပယ်နိုင်ပါဘူးတဲ့ ရောဂမှုဒူရင်ဆောင်တဲ့ပုဂ္ဂိုလ်လဲမပယ်နိုင်သေးဘူးတဲ့မပယ်နိုင်တဲ့သူရမ်းမြမြို့ဘလို့ရတယ်ရမ်းမြင့်မြတ်တဲ့ရမ်းမြို့ကိုဘလို့ရောက်ပါလိမ့်မယ်မြောက်သေးဘူးတဲ့အဘောဂာဒီကဒူရင်ဆောင်တဲ့ပုဂ္ဂိုလ်လဲဒီတိုင်းပဲမအိမ်မနေတခါတည်းမတက်ရက်တဲ့ရက်တဲ့ချင်းချင်းချင်းကျွန်တော်လဲဒါသူ့ကိုမကောင်းတဲ့စိတ်ဓာတ်မကောင်းတဲ့အကျင့်စိတ်အကုသိုလ်စိတ်ကြီးကင်းသွားပြီလို့တမ်းမလို့မရဘူးတဲ့အစားတော့ကိုလဲတရားချာနေရချာစားနေပြီးတော့ကြီးညာအတူတူပုဂ္ဂိုလ်လဲဒီတိုင်းပဲ မန္တန်ကြီးတွေရွတ်ပတ်နေုံနဲ့ဒီတိုင်းပဲခေါင်းကစကြေကြီးဆောင်တဲ့ရေသေးဝင်ကိုဆောင်ထားတဲ့ပုဂ္ဂိုလ်လေအဲဒီရေသေးသွန်ဆောင်လေးနဲ့သူ့မှာသူ့စိတ်မှာရှိတဲ့မကောင်းတဲ့စိတ်ထားဆိုးတွေအကျဉ်းဆိုးတွေပယ်မသွားပါဘူးတဲ့အဲ့လိုလားပယ်ကြံတန်းဆိုရင်တလောကလုံးကလူတွေကကိုသားသမီးတွေကိုရဲ့ချစ်တဲ့ပုဂ္ဂိုလ်တွေကိုရေသေးလှုပ်ခိုင်းပြီးတော့ရေသေးလှုပ်လို့ရှိရင်မင်းကောင်းတဲ့ ူတော်စင်ဖြစ်သွားလိမ့်မယ်မကောင်းတဲ့စိတ်ဆိုးအကျင့်ဆိုးတွေပြောင်းပြီးတော့စေတသိက်ဆိုးတွေပြောင်းပြီးတော့ကောင်းတဲ့သူတော်စင်ကြီးဘဝဖြစ်လိမ့်မယ်ဆိုတော့လုတ်ပေးကြမှာပေါ့တဲ့ဒါမှမဖြစ်ပါဘူးတဲ့ခြေသေးသွန်ဆောင်ပြီးနေဆစ်ချထုံးနေခြေသေးသွန်ဆောင်နေပြီးနေလဲလောဘဒေါသမောဟမကင်းဘူးဒေါသအာဃာတမကင်းတာမိစရာမကင်းအကုသိုလ်စိတ်တွေမကင်းအကုသိုလ်စိတ်တွေမကင်းတဲ့ပုဂ္ဂိုလ်တို့မြင်နေရတာပဲဒါကြောင့်မလို့တို့ကစတိထုံးပြီးတော့ယသိအချင်းကိုကျင့်နေတော့ညာလဲ မြင့်မြတ်တဲ့သူတော်စင်တာမင်ညလို့ခေါ်တယ်မြင့်မြတ်တဲ့သူတော်စင်ဘုရားကိုမရောက်သေးဘူးလို့တို့ရဟန်းစင်မဖြစ်သေးဘူးလို့တို့တတ်မှတ်တယ်အဲ့လိုမိန်တော်မူပြီးတော့မြတ်စွာဘုရားကစာပိုင်းနံပါတ်438မိန်တော်မူတယ်438ကြီးတော့ပယ်ရမယ့်တရားတွေတမနာသာမိစီ ပြိပိတာအလွန်လေးစားလောက်တဲ့သူတော်စင် လမ်းကြောင်းကိုမြတ်စွာဘုရားပြတော်မူပါတယ်ဆာဝဲနံပါတ်438ကရင်စာဘေကွေဘေကုသမနာတာမိစီပฏิပရံပฏิပန်နောဟောတိဘေကွေจิตာယံတို့ကရင်စာဘေဝဘေနိယပြင်ဘေကုယံတိသမနာတာမိစီပฏิပရံလိဇာတို့တို့ရှင်ယံတို့ဤချင်းကိုပฏิပန်နောချင်းဟာရောက်ဒီဟောတိဖြစ်ပါသလေဘေယံတရားစံမျိုးကိုမြတ်စွာဘုရားကတရုတ်ထိုးပြီးတော့ရှင်းပြတယ် ယတကတာစီဘိခွေဘိခုနောအဘိဇာလုဒ္ဒအဘိဇာပိနာဟောတိခြေသားတို့ဧကဘာလောကမှာယံဖြစ်လာတဲ့ယတိယံဘဝကိုခံလာတဲ့ပုဂ္ဂိုလ်ဟာမိမိမှာလောဘအများနေလို့ရှိရင်အဲ့ဒီလောဘကိုပယ်ရမယ်ဒေါသပေါက်ပြန်တဲ့စိတ်ရှိလို့ရှိရင်အဲ့ဒီဒေါသကိုပယ်ရမယ်စိတ်ဒူရတဲ့စိတ်ရှိလို့ရှိရင်အဲ့ဒီဒူရတဲ့စိတ်ကိုပယ်ရမယ် အာဃာတထားပြီးတော့အကူထားတဲ့စိတ်ကူတတ်တဲ့လူဆိုလို့ရှိရင်လေအဲ့ဒီစိတ်ကူတတ်တဲ့စိတ်မကြင်တတ်တဲ့အာဃာတစိတ်ကိုပေးရမယ်သူများရဲ့ကောင်းတဲ့ဂုဏ်ကျေးဇူးတွေကောင်းတဲ့လူဆောင်ချက်တွေကိုဥပိ္ပခါပြုပြီးတော့မတ္တိကျိုးကျွန်ခြေဖြတ်တတ်ပဲဆိုလို့ရှိရင်အဲ့ဒီမြတ်ခါတရားကိုပေးရမယ်ဂုဏ်တုကိုမြန်လှုပ်တတ်တဲ့ပလာတာတရားကိုလည်းပေးရမယ်သူများတို့ရဲ့ကောင်းသူတို့ဘာတွေကောင်းတဲ့ဂျိုးကျေးဇူးတွေကောင်းတဲ့ခြေနေတွေဖြစ်နေတာကို မူရိဒါမပွားနိုင်တဲ့အိဒါစီဖြစ်လို့ရှိနေအဲ့ဒီအိဒါစီကိုပယ်ပြီးတော့မူရိဒါပွားနိုင်အောင်ကြိုးစားရမယ်မိမိရဲ့ပြီးစိဥ္ဇာကိုနှမျောတွန်တွေတဲ့မြစ်စရာတရားရှိလို့ရှိနေအဲ့ဒီမြစ်စရာတရားကိုပယ်နိုင်အောင်ကြိုးစားရမယ်မိမိမှာလှည့်ပြတတ်တဲ့စိတ်အန်ဆောင်တတ်တဲ့စိတ်တွေရှိရင်အဲ့ဒီဟန်ဆောင်တတ်တဲ့စိတ်ကိုပဲယူအန်ဆောင်တဲ့အလုပ်တွေကိုလည်းမလုပ်ရဘူးပယ်ရမယ်လှည့်ပြတတ်တဲ့မာယာတရားရှိလို့ရှိနေမာယာကိုပယ်ရမယ် နာမည်ကြီးရင်လည်းစေအချောက်တဲ့နာမည်ကြီးရင်လည်းစေအချောက်တဲ့လူကြီးကလူထင်ကြီးကလည်းစေအဲ့ဒီအလိုဆိုးတွေရှိတယ်ဆိုလို့ရှိရင်ဒီအလိုဆိုးစေကိုလည်းအလိုဆိုးကိုလည်းပေးရမယ်မိမဝမယွန်းနဲ့အမြင်မယွန်းနဲ့အယူရှိလို့ရှင်လည်းအဲ့ဒီမယွန်းနဲ့အယူပေးရမယ်ဆိုတော့ပေရန်တရား72ပါးမြတ်စွာဘုရားမိန့်တော်ဘူးဒီပေရန်တရား72ပါးရောဒီကရန်တို့ရဲ့အညီကြီးတွေရန်တို့ပေးရမယ်အညီကြီးတွေရန်တို့ရဲ့အမိုက်တွေအဲ့ဒီအညီကြီး72ပါး အပင်ရေတီပို့စေနိုင်တယ်ရောက်စေနိုင်တယ်ဒုက္ခတိဘုံဘဝတွေကိုမကောင်းတဲ့ဆိုးကျိုးတွေရစေနိုင်တယ်အဲ့ဒီအမိုက်တင်တဲ့တူတဲ့အညစ်အကြေးဆယ်နှမျိုးကိုပယ်မသားလေတမနာသာမိစီပฏิဝရာလေးစားအပ်တဲ့ယံသူတော်စင်အကျင့်ကိုကျင့်ရရောက်တယ်လို့တို့ဆိုလို့တယ်တို့တတ်မှာပါတယ်အဲအဲ့ဒီလိုအဲ့ဒီပယ်ရမယ့်တရားတွေကိုပယ်ပြီးဆိုရင်ကို့မှာ တင်းကြီးချင်းတွေမရှိဆင်းကျဲနေပြီဆိုဒီပုဂ္ဂိုလ်ဟာအဲ့ဒီဆင်းကျဲတာကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုဝန်းမြောက်မှုတွေဖြစ်လာတယ်အာရုံမှုတွေဖြစ်လာတယ်ဝန်းဝန်းမြောက်အာရုံချိန်နှံ့မှုတွေဖြစ်ပြီးတော့ပီတိတွေဖြစ်လာလို့မယ်အာကုန်းနဲ့ပီတိဖြစ်လာလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်မှာလည်းငြိမ်းချမ်းမှုဖြစ်တယ်စိတ်ကလည်းငြိမ်းဝန်ဖြစ်တယ်ဒုက္ခချမ်းသာဝေဒနာကိုလည်းခံစားရတယ်ဒုက္ခချမ်းသာဝေဒနာဖြစ်ပြီးဆိုလို့ရှိရင်စိတ်ကလည်းတည်ကြည်သက်ပါတယ်အဲ့ဒီတည်ကြည်တဲ့စိတ်နဲ့ မိမိမှာအပြစ်ကင်းစင်ပြီးတော့စိတ်ဓာတ်တွေစင်ကြယ်စရိုက်တွေလည်းစင်ကြယ်တာကိုကြည့်ပြီးတော့ဝန်သားတဲ့ပီတိစိတ်နဲ့တမာရီဖြစ်ပြီးဆိုလို့ရှိရင်အယလီမျက်နှာမှာရှိတဲ့အကန့်သပမာဏမရှိရန်သူမိတ်ဆွေခေါ်ကြမှုမရှိမိတ်ဆွေတစ်စိမ်ခေါ်ကြမှုမရှိတဲ့အလုံးတော်သက်ရှိတဲ့တော်ရီကို မှန်ပြီးတော့အကန့်အသတ်မရှိတဲ့မေတ္တာဓာတ်နဲ့ဖြန့်နိုင်နေအရှိအရာကိုလှည့်ပြီးတော့မေတ္တာစိတ်ဖြန့်နေမေတ္တာကမ္မဋ္ဌာန်းပွားတယ်အနာရကိုလှည့်ပြီးတော့မေတ္တာကမ္မဋ္ဌာန်းပွားတယ်တောင်ရကိုမြောရကိုလှည့်ပြီးတော့မေတ္တာကမ္မဋ္ဌာန်းပွားတယ်အပေါ်ရအောက်ရမှရှိတဲ့တရားတွေကိုလည်းအတိုင်းစာပမာဏမရှိခွဲခြားမှုမရှိတဲ့မေတ္တာစိတ်နဲ့တခါလေမေတ္တာကမ္မဋ္ဌာန်းပွားတယ်ဒီမေတ္တာစိတ်နဲ့တလောကလုံးကို ရန်သူမရှိဒဇိန်တယံမိတ်ဆွေဆိုရလဲမရှိဘာကန့်တမှုမှမရှိတဲ့အတိုင်းစာမရှိတဲ့မိခင်တော်ရဲ့မေတ္တာဓာတ်ကဲ့သို့အာလုံးသောတ attva တို့ပေါ်မှာမိခင်တော်ရဲ့မေတ္တာဓာတ်လိုအကျိုးစီးပွားလိုလားတဲ့စိတ်နဲ့အရေးလေးမျက်နှာအထက်အောင်ပေါင်းဖြန့်ပြီးတော့နေတတ်ရမည် အလားတူပဲဒုက္ခရောက်နေတဲ့တရားတွေကိုလည်းဒီဒုက္ခလွတ်မြောက်ပါစေဒုက္ခကြုံနေတဲ့တရားတွေလည်းဒုက္ခဒီမှာဆိုတော့ကရုဏာတက်ကိုလည်းကရုဏာကမ္မထာနဲ့ပွားမယ်ချမ်းသာနေတဲ့တရားတွေအောင်ပြီးတော့သူတို့ချမ်းသာခြင်းနဲ့ချမ်းသာမှုလေးတွေနဲ့ပျော်နိုင်ကြပါစေပျော်နေတဲ့ပျော်စရာခြင်းဝန်သားစရာချမ်းသာတဲ့အခြေအနေလေးလည်းမြဲနေပါစေဆိုတော့မုရိတာတက်နဲ့လည်းမုရိတာစိတ်ပွားတယ်အေးကရုမေတ္တာကရုဏာမုရိတာသုံးပါးနဲ့ဘယ်လိုပဲပွားသတ္တဝါတွေဟာ ကိုဥစ္စာကိုကံဥစ္စာနဲ့လာကြတာပဲလေဆိုတော့ကံတရားကိုဆင်ញင်လိုက်ပြီးတော့ဥပေက္ခစိတ်ထားပြီးတော့ဥပေက္ခနဲ့လည်းပွားရပါမယ်အရေးရာနောက်ရာတောင်းရာမြောက်မှာရှိတဲ့တရားတွေအထက်ရာအောက်ရာမှာရှိတဲ့တရားတွေအလုံးကိုလည်းကံနာလင်ကိုပိုင်ဥစ္စာရှိတဲ့တရားတွေပဲကံကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းစိတ်ရင်းချုံရတာပါလားအဲ့လိုတွေးပြီးတော့ဥပေက္ခစိတ်ကိုလည်းအကန့်နာမရှိထားပြီးတော့ဥပေက္ခကမ္မဋ္ဌာန်းနဲ့ ပွားများပါအဲ့လိုပွားများနေလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့စိတ်ကပြမဝိဟာရတရားလေးပါထုံမွန်းသွားပြီးတော့အလွန်အေးချမ်းကြည်လင်နေပါလိမ့်မယ်မေတ္တာတာကရုဏာတာမုရိဒတာဥပ္ပခာတာတိဟုတော့ပြမရွေးနေနည်းမြတ်တော့နေခြင်းတရားလေးပါကိုမိမိရဲ့စိတ်မှာအတိုင်းစားပမာဏမရှိထားပြီးတော့နေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဥမာပြောရမယ်ဆိုလို့ရှိရင်ဘာနဲ့တွေ့ရဆိုလို့ရှိရင်ရေကန်လိုပဲရေကန် အဲရေကံဟာကြီးနေတဲ့ရေကံရှာပြောင်းမှာတင်းလဲလို့ရှင်လဲချိုးတဲ့ရတာရှိအေးတဲ့ရတာရှိအဲဒီရေကံကိုအရှိရကပဲလာလာအနောက်ရကဘ누구ပဲလာလာတောင်ရကပဲလာလာနော်တောင်ရကပဲလာလာမြောရကပဲလာလာအဲ့ဒီလာတဲ့ပုဂ္ဂိုလ်ဟာရေစားတဲ့ပုဂ္ဂိုလ်အပူရောတွေကနေ လာတဲ့ခါမှာရေစားတော့ဒီရေကိုတောက်လိုက်လို့ရှိရင်အပူပင်တွေပိန်မန်းတာတွေပျောက်ပြီးတော့ချမ်းသာသွားသလိုပါပဲအဲ့ဒီတိုင်းပဲတဲ့အလွန်ကြည်လင်အေးချမ်းတဲ့ရေချိုကန်ကကြီးဟာပင်မန်းကြီးနဲ့အရလေးမျက်နှာကလာတဲ့လူကိုတောက်လိုက်တာနဲ့အပန်းပြေးစီသလိုပဲအမျိုးလေးပါမင်းမင်းမျိုးပုံနာမျိုးဂုံတယ်မျိုးသူစင်းမျိုးကနေပြီးတော့ ရဟန်းဝင်လာတဲ့ပုဂ္ဂိုလ်ဟာအဲဒီရဟန်းဝင်လာတဲ့ပုဂ္ဂိုလ်ဟာစင်ကြယ်ခြင်းတမနာတာမိစီပฏิပဒါကိုရအောင်လဲကျင့်ကြံပြီလို့ရှိရင်မေတ္တာကရုဏာမုရိဒာဥပိ္ခာကမ္မထာဏီကိုဒီလို စိတ်ထဲမှာအရှင်ကောင်းကောင်းနဲ့အကန့်တပမာဏမရှိပွားနေနိုင်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတမနာတာမိစီပฏิပဒါလေးစားလောက်တဲ့သရောစင်ရဟန်းတို့ရဲ့ကျင့်ကိုကျင့်သုံးနေတူလို့သတ်မှတ်လို့ရပါပြီ အဲ့ဒီကနေတဆင့်တဲပြီးတော့ပြမဝိရာလို့ခေါ်တဲ့မေတ္တာကရုဏာမုဒိတာကမ္မထာနေရနေတဆင့်တဲပြီးတော့ဒီပုဂ္ဂိုလ်ဟာအမျိုးလေးပါးနေဝတ်လာတဲ့ယံပုဂ္ဂိုလ်ဟာတဲ့အာသောတရားလေးပါးတို့ကိုုံရာဖြစ်တော်စိတ်ဤပညာအသိဉာဏ်ဤစိတ်ဤအနောင်ဘွဲ့တို့မှာလွမြောက်ရာစိတ်ဤလွမြောက်ရာအသိဉာဏ်ပညာဤလွမြောက်ရာတက္ကာတိဝိသိဇာလပ္ပရာပရမတာအဇောကိရိတာအဇောကိရိတာဘူးနောက်တို့မှာလွမြောက်ရာဖြစ်တဲ့ စိတ်လွမြောက်မှုဆိုလဲအရတ်ဘူတမာတိပညာကြီးလွမြောက်မှုဆိုလဲအရတ်ဘူပညာကိုမျက်မှောက်ဘွားနိုင်ပြန်ရပြီးတော့အာသောကုန်ခံမြတ်တော်ယံယန္နာဘွားဖြစ်သွားပြီအရတ်သမရတ်ဘူချမ်းသာကိုခံစားနေနိုင်ပြီဆိုရင်တဲ့ဒီပုဂ္ဂိုလ်ကအမြင့်ဆုံးသောတမနာအစစ်ဖြစ်သွားပြီလို့မှတ်ပါတဲ့မြတ်စွာဘုရားရှင်ကိုရမကြီးကအမြင့်ဆုံးသောတမနာကိုအရတ်သမရတ်ဘူပေါ့ရတဲ့ပုဂ္ဂိုလ်ကို အမြင့်ဆုံးသမဏပါပဲလို့ညွှန်ပြမိကြလို့မူတဲ့အခါမှာတန်ဃာတော်ရှင်မြတ်တရားလည်းမြတ်စွာဘုရားမင်းတော်မူတဲ့စကားစကားကိုဝွန်မြောက်အာရကျဉ်းနှံပြီးတော့တာရုခေါ်ကြပါတယ်တဲ့အဲဒီနဲ့ສຸລະອັດຕະປຸຣະໂຕလည်းປີ້ຕໍ່ပါບີ້ມະຫາຍມກະວະເລ6ຄູ່ມຍောင်းນີ້ແນ່ປີ້ຕໍ່ပါບີ້ພຸ້ນຍີໂຕດະການະມາປ້ອງຕິນນານາປ້ອງໂຕກອງໂຕလည်းຕະມະນະອະສິດສໍວ່າດີລູບາລາສໍວ່າຕະບໍປ້ອງປີ້ຕໍ່ຕະມະນະອະສິດກໍອາຍຸປຸປີ້ຈິຍຸນໄນຍາວ່າຊິໂກລາຍແລ້ວ တမနာစီလမ်းကြောင်းပေါ်ရောက်အောင်အထုနိုင်ကြပါစေကုန်တည်း